တော့ဒီကိုကြောက်ပါရန်ကုန်တွင်ခုနလွာမှကလေးငယ်တို့ပြုတ်ကြပြီးမိနစ်ပိုင်းတွင်အချိန်မီကယ်ဆယ်နိုင်ပဇွန်တောင်မြို့နယ်ရေကြောလမ်းတွင်ခုနလွာမှတိုက်နှလုံးချောင်းကိုကလေးငယ်တို့ပြုတ်ကြခဲ့ပြီး စကြာမနစ်ခန့်အကြာမှာကယ်ဆယ်နိုင်ငံကြောင်းမြန်မာနိုင်ငံမိသားတစ်ဖွဲ့မှသိရပါတယ်။ဖြစ်စဉ်ကတော့အော်တိုဝါလာ၁၉ရက်ည၈နာရီ၂၈မိနစ်ခန့်မှာရန်ကုန်တိုင်းဒေသကြီးပဇွန်တောင်မြို့နယ်ရေကျော် YMBA ရုံနှီးရှိတိုင်နှလုံးကြားမှာကလေးငယ်တို့ပြုတ်ကျနေကြောင်းသတင်းရရှိရာကြောင်းပဇွန်တောင်မြို့နယ်မိသက်စခန်းမှမိငိမ့်တက်ရင်တစီကျောက်တရားမြို့နယ်မိသက်စခန်းမှမိငိမ့်တက်ရင်တစီရှားဖွဲကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများ တွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထို့သောဆောင်ရွက်ခဲ့ပြီးနောက်16မိနစ်ခန့်ကြာမှာတော့ညံ့နေသောကလေးအားကယ်ထုတ်ပြီးပီတိမေတ္တာလူမှုကွန်ရက်၏အသင်းမှလူနာတရင်ဖြစ်ရန်ကုန်ပြည်သူ့ဆဲယုံကြီးတို့ပို့ဆောင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တစ်ဖက်မှသိရပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးပလဲအရန်မိသက်တစ်ဖက်မှတာဝန်ရှိသူတို့ကဒီလိုမျိုးပြောကြပါတယ်။ဖြစ်စဉ်ကတော့ရေကြော်လမ်းမကြီးမှာပေါ့ကျွန်တော်တို့ကိုအစိုးရမေ့ချစ်ချက်က ဖုံးဆက်တာ သူတို့သားမိပြန်လာတဲ့ချိန်မှာကားထုတ်တဲ့ချိန်ကလေးပြုတ်ကျတဲ့ချိန်ကျွန်တော်ဖုံးဆက်တာကျွန်တော်တို့နဲ့လည်းဝေးတဲ့ခါကျတော့ဗဇွန်တောင်ကမိသားတစ်ဖက်ကိုအကြောင်းကြားပေးတယ်ပေါ့ခဏလောအတိုက်ပေါ်ကနေပြုတ်ကျပြီးတိုက်နှလုံးချားမှာညံ့နေတယ်ပေါ့ကလေးကတော့ဥကောင်းပေါက်ပြဲရတော့ရှိရပြောတယ်အဓိကခြေလက်ကျိုးတာအသက်အနေရတော့မရှိဘူးလို့သိရတယ်ဘလဲအရင်မိသားတစ်ဖက်မှာဒါဝန်ရှိသူတူကပြောကြားခြင်းဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီး အစိုးရတခုဖြစ်တဲ့မဲချစ်တက်ကလည်းသူ့ရဲ့ Facebook account မှာဒီလိုမျိုးရေးတင်ထားတာတွေ့ရပါတယ်။အမှတ်မှတ်ရင်ကယ်ဆယ်ခွင့်ရလို့ကယ်တင်နိုင်ခဲ့တဲ့ကလေးလေးပါ။တက်တော့တားမိမရောက်အပြင်ကနေအင်ကိုပြန်ရောက်ကားပေါ်ကစင်းငါစာပဲရှိသေးတယ်။အိမ်ရှိအိမ်ကနေအော်ဒါနေချားလို့တားမိနေရောက်ရက်ပြီးဆက်စုနေတော့ရန်ဖြစ်နေတယ်ထင်လို့အိမ်မော်တက်မဲ့အလုံးမှာကယ်ချပါအောင်ခဏလွာအနေကလေးပြုတ်ကျသွားလို့ပါ။ ကယ်ပေးကြပါအောင်လောက်ကြပါအောင်ဆိုတာနဲ့တာမင်းနှစ်ယောက်လုံးအထောက်တွေပြစ်ချပြီးကလေးကတိုက်ကြားသုံးလာထက်မှညက်နေပြီးအောင်းနေချာလာအရင်ဆုံးပြေးလာပြီးကလေးရှိရနေရာကိုရအောင်ဝင်ပြီးကလေးကိုဆွဲထားပေးတဲ့ဒုံကြုံရဲ့အကူနှစ်ယောက်လည်းတကယ့်ကိုတတိရှိတာပါကိုလည်းရင်ွေတုံလက်တောင်ခြေတုံဖြစ်ပြီးဘာလုပ်ရမလဲမသိခင်မှာခေါင်းထဲပေါ်လာတာကလဲမိတဲ့ကိုတင်လင်းအောင်ကိုခေါင်းထဲရောက်လာပြီးဖုံးကမန်ကရန်ဆက်ရတယ် စက်ချင်းဖုံးကင်ပေးပြီးအနည်းဆုံးမိသက်ဌာနတွေကိုဆက်သွယ်ပေးလို့ကိုထင်လင်းအောင် ပလဲအရာမိသက်တစ်ဖက်ကိုကျေးဇူးတင်ပါတယ်။အဲကနေမှတစ်ဆင့်ကယ်ဆယ်ဖို့အရေးပေါ်ကားနဲ့စက်ချင်းရောက်ရှိလာတဲ့52လမ်းကပီတီမြစ်တာလူမှုကွန်ရက်အတင်းကိုလည်းကျေးဇူးတင်ပါတယ်နော်။နောက်ပြီးပစ္စည်းအပြည့်စုံနဲ့ကယ်ဆယ်ရေးရောက်ရှိလာတဲ့ကိုပူတူကယ်ဆယ်ရေးဖွဲ့နဲ့အရေးပေါ်အများဆုံးရောက်ရှိလာကြတဲ့မိသက်အဖွဲ့များနဲ့ အကုံရောက်ရှိလာကြတဲ့တာဝန်ရှိသူများကိုလည်းကျေးဇူးအထူးတင်ပါတယ်။ကလေးလေးလည်းဘေးကင်းခဲ့ပါပြီ။အမတ်မထင်ကယ်ဆယ်ခွင့်ရခဲ့လို့လည်းကိုယ်တိုင်အတိုင်းမသိကြည်နူးမိပါတယ်လို့သူရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။အဆုံးတရအောင်နားဆင်ကြည့်ရှုပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြရာတွေဝေးကွာကြပါစေဗျာ။